ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်စခန်ကိုကိုကိုဒပြိုင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံကာကွယ်ရေးဝန်ကြီးဌာနကဂျွန်လ25ရက်မှာသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီတပ်စခန်တွေဟာဗကိုးတိုင်းအရှိချမ်းကညောင်လေးပင်ကြောက်တကားနဲ့ဖြူးမျိုးနယ်တို့အတွင်းမှာတည်ရှိပြီးမနေ့ကဂျွန်လ25ရက်မနက်အစောပိုင်းမှာ PDF တွေနဲ့ KNU တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုထားပါတယ်။ တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့အသိပေးထားပါတယ်။ဒါအပြင်ရဲအုပ်အပေါဝင်စစ်တုပ်ပန်း3ဦးကိုဖမ်းမိခဲ့ပြီးတင်းစီရမိတဲ့လက်နက်ခရမ်းတွေကိုဓာတ်ပုံနဲ့တကွထုတ်ပြန်ထားပါတယ်။တိုက်ပွဲမှာတော်လန်ရေးတပ်ဖွဲ့ဘက်ကလည်း2ဦးကြဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းကဘကိုးတိုင်းအရှိချမ်းကိုဖျက်ဆီးသွားတာဖြစ်ပြီးအဲ့ဒီလမ်းပိုင်းကိုစုံမနိုင်ဖို့အတွက် PDF နဲ့ KNU ကြိုးပမ်းနေတာပါ။ အခုနဲ့ဖေဗူလာကုန်ပိုင်းကလည်းလမ်းဟောင်းပေါ်ကကြောက်တကားမြို့နယ်ဖြူးမြို့နယ်တဲကစစ်တပ်ရဲ့ဂိတ်ခွန်တစ်ခုကို PDF နဲ့ KNU ကတိုက်ခိုက်ခဲ့ပါသေးတယ်။စစ်ကောင်စီဘက်ကတော့မင်းကဖြစ်ပွားတဲ့ရန်ကုန်မန္တလေးလမ်းဟောင်းကစစ်ကန်တွေတိုက်ခိုက်ခံရတဲ့ပတ်သက်ပြီးသတင်းမထုတ်ပြန်သေးပါဘူးရှင်။